မရိကန်ဂျပန်တောင်ကိုရီးယားတို့ရဲ့စီးရဲလေ့ကျင့်မှုတွေကိုတရုတ်ကသတိပေးနေပါတယ်။ဂျပန်တောင်ကိုရီးယားတို့ဟာစိုက်ဘာနဲ့ AI နည်းပညာပါဝင်တဲ့စီးရဲလေ့ကျင့်မှုချဲ့ထွင်နေတဲ့အမေရိကန်စစ်တပ်လုံဆောင်ချက်ဟာဒေတာရင်းလုံခြုံရေးအတွက်အန္တရာယ်ဖြစ်နေတယ်လို့တရုတ်စစ်တပ်ကသတိပေးခဲ့ကြောင်းဆောက်ချန်နာမော်နီပို့စ်ကဖော်ပြပါတယ်။တရုတ်စစ်တပ်ရဲ့နေ့စဉ်ထုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ PLA Daily သတင်းစာမှာ PLA ရဲ့စစ်သိပ္ပံအကယ်ဒမီမှပညာရှင်တွေက မကြသေးမီတင်ပတ်တွေအတွင်းတစ်ဖက်သက်စီရေလေးခြင်းမှုရဲ့ရှုပ်ထွေးပူလီမှုကိုရည်ညွှန်းပြောလာပါတယ်။အဲဒီစီရေလေးခြင်းမှုကတမယိုးကြစီရေပူပေါင်းဆောင်မှုထက်ကျော်လွန်ပြီးဒေတာတွေလုံခြုံရေးအရှိန်ဟုန်ထိခိုက်စေမဲ့ပြည်ပအင်အားစုတွေအတွက်မဟာဗျူဟာမြောက်အခြေအနေဖြစ်ပေါ်စေတယ်ဆိုပါလေ။ဒီလိုမြင့်တက်လာတဲ့ဒေတာတွေချိန်ချောင်းမှုတွေကြောင့်တရုတ်နဲ့မြောက်ကိုရီးယားရဲ့စီရေလေးခြင်းမှုဟာကာကွယ်ရေးအတွက်တရားဝင်မှုရှိကြောင်းလည်းပြောပါတယ်။လွန်ခဲ့တဲ့နှစ်လကအမေရိကန်စစ်တပ်ဟာတောင်ကိုရီးယားနဲ့အချီဖရီဒန်ရှိစီရေလေးခြင်းမှု ဂျပန်နဲ့ Resolute Dragon စီးရဲလေးချင်းမှု American Nagoya ဂျပန်လိုပါတဲ့ Freedom at Mishi တုံးပွင့်ဆိုင်စီးရဲလေးချင်းမှုတွေကိုထက်တလဲလဲလုံနေပါတယ်။ဒါတွေနဲ့ပတ်သက်ပြီးတရုတ်ကသတိကြီးကြီးထားနေတာဖြစ်ပါလိမ့်။ American ဟာအဲ့ဒီလိုမျိုးဒေသတွင်းနိုင်ငံတွေနဲ့စီးရဲလေးချင်းမှုလှုပ်လာတာဟာတရုတ်ကိုချင်းချောက်မှုလို့တရုတ်ဘက်ကယူဆနေတာပဲဖြစ်ပါလိမ့်။ဒါပြင်တရုတ်သမ္မတရှီကျင်းမင်းက တရုတ်နိုင်ငံရဲ့အသွင်ကူးပြောင်းမှုကို ရှေ့ဆက်ဖော်ဆောင်မှာခိုင်မာစူးစမ်းကြဖို့တိုက်တွန်းနေပါတယ်။တရုတ်ပြည်သူတရလုံးဟာပြည်ပရဲ့ဘလိုမျိုးရန်စားမှုကိုမဆိုစဉ်ညက်ခံရင်ဆိုင်ရမှာဖြစ်ကြောင်းမိမိတို့ရဲ့အနာဂတ်နိုင်ငံတော်ကြီးမင်းချက်အတွက်စုဟန်းနမအားထုတ်ရင်တိုင်းပြည်ရဲ့ခမီးအသွင်ပြောင်းမှုကိုလည်းရှေ့ဆက်ဖော်ဆောင်ရမှာတန်တိထန်နဲ့ဆက်စူးစမ်းကြဆိုပြီးသမရရှိခြင်းဖြင့်ကတိုက်တွန်းခဲ့ပါလေ။တရုတ်နိုင်ငံတည်ထောင်ခြင်း86နှစ်မြောက်နှစ်ပတ်လည်ထိမ့်မဲ့ဖြစ် ပေကျင်းမှရှိတဲ့ပြည်သူ့ခမ်းမဆောင်မှာဂုံမြူခမ်းနာကျင်းပစဉ်တရုတ်ကွန်မြူနစ်ပါတီဘိုးကောင်မီထရီတရီမှုကြောင့်လည်းမိုးစစ်ကော်မရှင်ဥက္ကဋ္ဌရှီကျင်းဖင်ကအဲ့ဒီလိုမျိုးပြောခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံမျိုးသားနေရာနှစ်စဉ်အော်တိုဘတ်တရက်နေ့ကိုသတ်မှတ်ထားတာပဲဖြစ်ပါတယ်